အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်ဗောနော် အဲ့ဒီဒီမနက်ခင်းပွဲပြီးသုံးသက်ချက်ကိုတော့ကျွန်တော်စောစောဆစ်စီပဲကျွန်တော်တင်ဆက်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့အမှန်ကန်တဲ့အကြပွဲပြီးပြီးချင်းတင်ပြီးပွဲပြီးပြီးချင်းတင်တဲ့ချိန်မှာဒါတော်လေးကိုနောက်ကျနေပြီဆိုတော့နောက်နေမှနာမှာအေးဆေးကြည့်လို့ရအောင်တင်ပေးမယ်ဆိုပြီးတော့တင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Arsenal တင်းရဲ့ဒါကျွန်တော် Arteta အနေနဲ့ဒါကျွန်တော်တို့ Brentford တင်ကိုဒါသူတို့ရဲ့အိမ်ဝင်ဒါကျွန်တော်တို့ Emirates Stadium မှာဒါကျွန်တော်ရင်ဆိုင်ခဲ့ရတယ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာဒါကျွန်တော် Arsenal တင်းက ဝမ်ဝမ်ဆိုတဲ့တည်ရရတဲ့နဲ့ဒါတည်ရကြသွားခဲ့တော့တွေ့ရမှာတော့ပါတယ်ဒီနေ့ပွဲစဉ်ရလာကတော့အဖြေကတော့တော်တော်ကြီးကိုသိတာသွားပြီလက်ရှိမှာဒါပရီးမီးယားလိတိုက်တယ်ကတော့ဒါကျွန်တော်တို့အာလီဗာပူးလ်တင်ရရှိသွားပြီဆိုတာကတော့လုံးဝ100%နင်းနေကိုတည်ကြသွားတယ်နေတာတကူဒီနေ့မှာရရှိသွားခဲ့ဖြစ်တယ်အဲ့တော့ဒီနေ့မှာတော့ဒါအာစနိုအသင်းကရှင်းပါတယ်ဒါကျွန်တော်အေဗာတန်နဲ့ပွဲစဉ်ကလူပဲခက်ဆစ်စင်ပါပဲဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့လက်ရှိအာတီတာကတော့ဒါကျွန်တော်သူ့အနေနဲ့ သူစမ်းတက်ထားတယ်ဒါကျွန်တော်နီးစမ်းတက်ထားခဲ့တယ်ဒါကျွန်တော်တို့အဲဒီစနစ်ကိုပဲဆက်လက်ပြီးတွေးခဲ့ရတယ်ဗောနော်ဒါကျွန်တော်တို့ဇင်ချန်ကိုဒါစင်ညာကိုကွယ်လံပို့ပြီးတော့တော့ပက်စ်ပါတီကိုဖူးဘက်ထားတာလေဒါကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်ဒါအစပြီးတော့ line ထွက်လာချိန်မှာ live score လှမ်းကြည့်တော့ကျွန်တော်နေနေအော်ဒါ live score ကသူတင်ကျင်တဲ့ opponent ပဲကြောက်စိတ်ထဲမှာဩဇင်ကြီးကိုဒါကျွန်တော်ဖူးဘက်ထားပြီးတော့ Thomas Party ကွင်းလေဝင်ဆော့မယ်ပဲစိတ်ထဲမှာထင်တာ ပြီးလေပြီးတော့ကျွန်တော်ပရီးမီယာလီဂကနေပြီး official da sky sport ကနေသူ line up ပြရတဲ့အချိန်မှာတကယ်ပြ Thomas Partey ကိုဖူးပတ်ကြီးထားတာပြီးတော့စင်ဂျန်ကိုကိုယ်လည်းပို့ချပလိုက်တယ်ဗောနော်အဲဒီနေ့ပုံစံမှာဒါကျွန်တော်တို့ tight set ဘက်မှာကျွန်တော်တို့ထင်ထားတဲ့ line up ထက်ဆိုင်တော့နည်းနည်းလေးပဲကွာခဲ့တယ်ပြောလို့ရတယ်ဗောနော်ဒါ left wing နေရာမှာဒါ Starling ထက်ဆိုင်တော့ Martinelli ကိုအချိန်ပြည့်သုံးသွားခဲ့တယ်ထိုဝန်တိုင်းကျွန်တော်တို့ဒါ Saka ကိုလည်းဒါ minute အနည်းငယ်ပြီးသွားခဲ့ပြီးဒါထိုဝန်တိုင်းကျွန်တော်တို့ဒါ Arsenal သင်းစီကတွေ့ခဲ့အဲ့တော့ Arsenal သင်းဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ တက်ကလန်ရိုက်စ်ရဲ့ခြေစွမ်းပြမှုကိုဆက်လက်ပြီးတွေးရတယ်။တက်ကလန်ရိုက်စ်ရဲ့ဒါဒီရက်တဲ့ဘက်ကတက်ကလန်ရိုက်စ်ရဲ့အကောင်းဆုံးပြောတဲ့တပတ်လို့တော့ပြောလို့ရတယ်ဒီမှာပါတယ်။တစ်ဖက်ကဘရန်ဖို့ကရရှင်းနေပြတာတစ်ဖက်ကအာစနိုအသင်းကိုဒါကျွန်တော်တို့ defensive ရအသေးချခံပြီးဆော့သွားခဲ့တယ်။ counter တွေကတစ်ဆင့်ဒါကျွန်တော်အာစနိုအသင်းကိုအထူးခြားဖို့ကြိုးစားတယ်ပေါ့နော်။ဒီဝိုင်းတိုင်းဒါကျွန်တော် M1 ဘူဒါကျွန်တော်တို့ Wizard ရဲ့မျက်နှုံးမြင့်ဒါတောင်မန်တီကတစ်ဆင့်ဒါကျွန်တော်တို့ထိုးဖောက်ဖို့ကြိုးကြိုးစားတယ်။ဒါကဘရန်ဖို့ရဲ့ဒါကျွန်တော်တို့ define logic ပုံစံမျိုးတော့ဖြစ်သွားခဲ့ပြီပေါ့နော်။အဲ့တော့ပြောချင်တာဒီနေ့ပုံစံမှာအာစနိုအသင်းကိုကြည့်ပြီးတော့ဒါကျွန်တော်တို့ တပွဲလုံးတိုင်းနိုင်ရကြည့်မယ်ဆိုတော့ဆာလီဘာပဲဆာလီဘာရဲ့ live breaking တွေစောက်ရမ်းမိုက်တယ်ဘောနော်ကျွန်တော်အနားနဲ့ပြော tactical ရကျွန်တော်အရင်တော့ဒါဒါတွေဘာတွေနားမသိခဲ့မယ်ဆာလီဘာဒီနေ့ပွဲစဉ်မှာပြတကယ်တမ်းပြောရမယ်ဆိုရင်ဒါကွင်းလေအထိတက်ပြီးတော့ဘောလုံးပတ်ပူးမှုတွေကတကယ်ဆရာကြလို့နမြဲယူရီကြည့်မယ်ဆိုဆာလီဘာကကြည့်မဟာအသက်ရွယ်အဖြစ်နဲ့18 18လောက်ရှိခဲ့ဒါကျွန်တော်ခံစစ်မှုကြီးတယောက်လို့မြင်ရမယ်တကယ်ဘုရားဒီခံစစ်ပိုင်းမှာဆာလီဘာတကယ်ကိုလုံးဝကိုရှက်ရှက်တောက်ဆိုတော့ပြောစရာမလိုလို့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ1နဲ့ဆရာကောင်းတဲ့ကဒါတီရနေအတွက်ဒါကျွန်တော်သူ့အတွက်နောက်ဆုံးသွင်းကိုတွေကတကူဖြစ်နိုင် မဲ့ twin ကိုသူ twin ခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒါဒီ twin ကိုကိုတော့ပယ်ဖြတ်ချစ်ခံခဲ့ရတယ်အဲဒါကြောင့်တို့လေးမိနေအခုလက်ရှိဒါ premier league မှာ semi automatic ဘောတော့ဒါကျွန်တော်တို့ ai ကိုအသုံးပြုခဲ့ပြီးတော့ဒါကျွန်တော်တို့ဒါဒီနေ့မှာစပြီးဒါကျွန်တော် ai ကိုအသုံးပြုပြီးဒါကျွန်တော်တို့ လူကျွန်တွေကိုဒါကြည့်လို့ရခဲ့တဲ့နံပါတ်ရှိတယ်အဲ့တော့ဒီနေရာမှာဒါတရနေ့ရဲ့သင်ကူကတော့လူကျွန်နေဆိုပြီးဒါကျွန်တော်တို့ semi automatic website ကနေပြီးတော့အခုလက်ရှိမှာဒီနေ့မဆိုးပြ semi automatic လုပ်ထားတဲ့အချိန်မှာဒါကလုံးဝတော့ controversial ရွှေ့ဆရာပြီးအကုန်လုံးဒါဒီနေ့အစောပိုင်းဒါကျွန်တော်တို့ city နဲ့ဒါ palace နဲ့ပွဲစဉ်ကအစဒါကျွန်တော် arsenal နဲ့ brentford ပွဲစဉ်အစုံပေါ်တော့ shot ဒါကျွန်တော်ဒီပွဲစဉ်တွေမှာအမှတစ်ခုမှမလုပ်သွားခဲ့ဘူးအခုလက်ရှိဒါကျွန်တော် sky sport ရဲ့ဒါကျွန်တော်တို့ပြောပြရလူတွေတော့မှဒါ so far so good ဆိုပြီးဒါချီးကျူးသွားခဲ့တယ်ပေါ့နော်အလက်ရှိမှာဒါကျွန်တော် var နဲ့ပတ်သက်ပြီးတော့ဒီနေ့ပွဲစဉ်ကဒါပြောစရာမရှိဘူးတော်တော်လေးကဒါမှန်ကန်တဲ့ကြီးစားရှိအဲ့တော့လက်ရှိ ချိန်မှာဒါကျွန်တော်တို့မာတီနယ်လီရဲ့ခြေစွမ်းအကောင်းဆုံးနေထိုင်ရာအခုချိန်ဒီမမြင်ရသေးတာနောက်တစ်ခုတော့တွေ့ရမယ်။လက်ဝင်းနေရာမှာဒါကျွန်တော်တို့အရင်ဒိုင်ယာမရခင်ကမာတီနယ်လီခြေစွမ်းကိုကျွန်တော်လုံးဝပြန်မတွေ့ရသေးဘူး။ဒါပြန်စမ်းစားကြည့်မယ်နောက်ကနေတဲ့ကစားသမားတွေဖြစ်တဲ့ Declan Rice ကတော်တော်ကြီးကိုမိုက်တယ်လို့ပဲပြောရမယ်နေထားမှရှိတယ်ပေါ့နော်။အဲ့တော့ဒါပေမဲ့လက်ရှိဒါကျွန်တော် Arsenal သင်းကပဲကန်ဆူရတာဒီဇာတာပဲပါလာတော့မသိဘူး။အမြင်နဲ့ဒါကျွန်တော်ဆယ်ရက်စတယောက်ကန်ရမယ်ဇာတာပါတယ်။85မိနစ်83မိနစ်လောက်ပတ်ချလဲဝင်ထင်တာဂျော်ဂင်ဟိုဒါကျွန်တော်ဒိုင်ယာရသွားခဲ့ပြီ။သူ့နေလက်လက်ပေါ်သူပြစ်ချသွားချက်လက်နာသွားတယ်နဲ့။အဲ့သူနဲ့ဆက်လက်ပြီးမှကစားနိုင်တော့ပဲ နဲ့သူနေတာကျွန်တော်တို့လူစားလဲလို့လည်းမရတော့လူ9ယောက်လုံးလဲထားပြီးတဲ့အတွက်ကြောင့်မို့ jogging ဟိုဒါကျွန်တော်ထုတ်လိုက်အဲ့တော့အဲ့ဒီနေရာမှာဒါကျွန်တော် Arsenal သိနေ10ယောက်10ယောက်ဆော့ခဲ့ရပြီးတော့အဲ့10ယောက်10ယောက်ဆော့ခဲ့ချိန်မှာဒါကျွန်တော် Brentford ကတော့ရှင်းတယ်သူတို့နေသေရေတမတ်ကိုရောင်းအောင်ယူမယ်ဆိုတဲ့ strategy ကိုသာအဓိကသွားခဲ့ပြီးတကယ်လည်းသေရေတမတ်ကိုအိမ်ယူသွားနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဒီနေ့ပုံစံမှာဒါသေချာတခု Arsenal အတွက်ဒါဒီနေ့ line up ကိုကြည့်မယ်ဆိုသေချာတခုကဒါကျွန်တော် Arteta အနေနဲ့ဒါ Champion League ကိုသာအဓိကအားစိုက်သွားပြီးဆိုတော့ပြတ်သားခဲ့တယ်မှာပါဒါပေမဲ့ record အဖြစ်ကြည့်မှဒါကြီးရော်လေးကိုမမိုက်ဘူးလို့ပြောပြရစေဘာလို့လဲလက်ရှိမှာဒါ Arsenal အသင်းအနေနဲ့နောက်ဆုံးပြိုင်ပွဲဆို ဆိုတာအဲဆိုပရီးမီးယားလိခုနှစ်ပွဲမှာဒါနှစ်ပွဲပဲနိုင်လာခဲ့ပြီကျွန်တော်တို့ဒါအဲ နိုင်ပွဲအဖြစ် record ဒါကျွန်တော်တို့အာတီတာကိုင်နဲ့ဒါကျွန်တော်အခုလက်ရှိအောင်မြင်ခဲ့တဲ့ဒါနောက်ပိုင်းတွေမှာဆိုရင်ဒီနှစ်က Premier League မှာဒါရမှတ်အ ਨੇ ဆုံးနှစ်တစ်နှစ်လောက်ပြောလို့ရတယ်တမပါတယ်ပေါ့နော်အဲ့တော့မိတို့ပင်ဆိုစီကမူလက်ရှိမှာအာတီတာရဲ့ Arsenal ကဒါကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ Champion League ကိုအပြည့်အဝဒါကျွန်တော်ပို့အပ်လိုက်တဲ့နေရာမှာရောက်ပါတယ်အဲ့တော့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်နင်းလားငါလားဟိဆိုတဲ့ movement တွေမှာဆိုတော့ဒီနှစ်ပေါ်မှာ Arsenal က position base ကိုကိုင်နေတစ်ဖက်ကဒါကျွန်တော် transition base ကိုကိုင်နေဒါကျွန်တော်အံပွဲမှုနဲ့ဝစ်စာတို့ရဲ့ဒါမြန်နှုံးမြေဒါ speed တွေကိုအသုံးချပြီးဒါကျွန်တော် counter press ကိုလုပ်ဖို့တယ်ဒါပေမဲ့ခုနကပြောသလိုပဲ Saliba Kiwi ရောနဲ့ နည်းနည်းပေါ်မှာ solid ဖြစ်ခဲ့တယ်။အော်ဒါလက်ရှိ Gabriel နေရာမှာ Kiwio နေရာမှာဆွဲနေရာမှာခုနောက်ပိုင်းဒါ Real Madrid နဲ့ပေါ်စံကဒီနေ့ပေါ်စံမှာပါတော်တော်လေးအလုပ်ဖြစ်ခဲ့လို့ပြောလို့ရတယ်မှာပါတယ်။အမှန်တရဒီနေ့ပေါ်စံမှာ Arsenal သင်းတဲ့ first line နဲ့ပဲထွက်လာခဲ့မယ်ဆိုတော့ဒါကျွန်တော်နိုင်ဖို့အတွက် chances ရှိတယ်။ဥပမာလက်ရှိမှာ Lewis Kelly ဝင်လာတယ် Odin Gat ဝင်လာတယ်ဒီကစားသမားတွေဝင်လာတဲ့အချိန်မှာတကယ်ဦးဒါကျွန်တော် Arsenal သင်းရဲ့ tactics ကတော်တော်လေးကိုမြူးသွားခဲ့တယ်။ Saka လည်းဒါကျွန်တော်ဒီနေ့ပေါ်စံဝင်လာချင်တော်တော်လေးကိုမြူးသွားရတယ်။မှာ Saka ကဒီနေ့ပေါ်စံမှာထိန်းစော်သွားရမြင်တယ်သူနဲ့အရန်ကြီးဒါ walk rate ကိုအရန်မတင်သွားခဲ့သူနဲ့ဒါငကိုတဲကဟို shape ဘွဲကဒဏ်ရာကအရန်ကြီး အကင်းမသိသေးတဲ့အတွက်ကြောင့်ဒါဆာကာနဲ့ဒီနေ့ပုံစံမှာ AC ပဲဆော်သွားခဲ့တယ်။အမှန်တမ်းပြောမလို့ဒီနေ့ပုံစံမှာနောက်တစ်ခုနဲ့ Miguel Merino ကိုလဲတာနည်းနည်းလေးကနောက်ကျသွားလို့ Merino ကဒါဒီနေ့ပုံစံမှာဆော်စစီထည့်ပြီးတော့ဒါကျွန်တော်ဂိုးတွေပါတွင်းခိုင်းတဲ့လို့မြင်တယ်။တစ်ဖက်ကတော့ရှင်းမိုက်တာကျွန်တော်တို့ Michael Kayo ရဲ့ Yamolet ဒါကျွန်တော်တို့ Jensen တို့ကိုထည့်ပြီးတိုက်စစ်ကိုမြင်မှုတော့ကြိုးစားတယ်။ပွဲပြီးပြန်နေမှာဒါကျွန်တော် Gustavo Gomez လေးကိုထည့်ပြီးဒါ Grimeiro ကတည်းကမမဲရဒီကစားသမားလေးကိုထည့်ပြီးကြိုးစားတယ်။ဒါပေမဲ့ဒါ Bradford ကဒီနေ့ပေါ်မှာတည်ရတဲ့မှတ်ဆိုသူတို့တည်ကြသွားကြဒီတည်ရတဲ့မှတ်ကိုပဲအိမ်တဲသွားဖို့အတွက်အကြီးစားကြိုးစားရပါဘူးနော်။အဲ့တော့လက်ရှိမှာတီဘယ်ရဆိုရင်တော့လက်ရှိ Arsenal အသင်းအနေနဲ့ရမှတ်တမတ်ရသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့ပြန်စစ်ဆေးကြည့်မယ်ဆိုရင်ဒါကျွန်တော် Liverpool အသင်းနဲ့ဆယ်မှတ်กว่า။အကယ် Liverpool အသင်းကဒါ Champions League ပွဲတစ်ပွဲဖြစ်တဲ့ WhatsApp အသင်းကိုနိုင်ငံမှာဆိုရင်73မှတ်တတီကွာသွားဖြစ်ပြီး Premier League ရ ဖို့အတွက်တေချာတော့နီနီဖြစ်သွားမယ်နေသားမှာဖြစ်သွားပါပြီအဲ့တော့ပြောချင်တာကဒါအာစတန်သေးနဲ့ဒီနှစ်မှာဒါကျွန်တော်ပရီးမီးယားလိဂ်ကိုလက်လွတ်ဆုံးရှုံးရဖို့အတွက် တေချာသွားပြီလို့ပြောလို့ရမယ်ဒါတကူရောက်သွားအဲ့တော့ဒီဟာကိုလည်းကျွန်တော် personal မြတ်ဆိုအာတိတာကိုယ်တိုင်ပဲဆုံးဖြတ်ခဲ့တာပါပဲ Everton နဲ့ပွဲစဉ်ဒါကျွန်တော်လက်ရှိဒါ Brentford နဲ့ပွဲစဉ်မှာလူစင်းကိုကြည့်ပြီး Arsenal တင်းနဲ့အာတိတာနဲ့သူဘာကိုလူကျင်လဲဆိုတာအဖြစ်ကိုတော့တော်တော်ကြီးကိုကိုကကုန်းကွင်းပေါ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောပြရစီတို့မေတော်ညာလေတချို့ပြိတ္တတွေကလက်ရှိမှာဒီနေခါကိုတော့မကြိုက်ဘူးဒါပေမဲ့မကြိုက်လို့တော့မရဘူးပေါ့တော့ခုနကပေါ့ကိုရီးယားဟိုဆန်ဒီယေဂိုဘာနီဗျူးလို့အင်ဂွင်းမျိုးမှာဒါတချို့ကြဟာအတမှာဒါ3-9တောင်တွင်းထားပြီးပဲ AC ရောဘာညာဆိုတဲ့စကားဆိုဒါပေမဲ့ ရီယယ်မက်ဒရစ်လိုသင်းမျိုးကဆန်ဒီကိုဘာနီဘူးမှာဒါတကယ်လုပြတ်တက်တဲ့အသင်းသတင်းဖြစ်တဲ့ကြောင့်အာဆနယ်သင်းနဲ့တကယ်ကိုရှင်းဆွဲတာကျွန်တော်လူစင်းအပြည့်စုံနဲ့ဒါဒါကွင်းထဲကိုဝင်သွားတာပုံပြီးစေအဲ့တော့အာဒေတာရဲ့ strategy ကိုတော့ကျွန်တော်ဒီတစ်ခါလက်ခံတယ်လက်ရှိမှာဒါ Sky Sport ရဲ့ဒါ commentator ကိုရန်ဒီတစ်ခါလက်ခံနေမြင်အဲ့တော့အာဒေတာနဲ့ခုလက်ရှိမှာဒါသူ့အနေနဲ့ပေါက်မဲ့ချက်ကိုတော့ဒါကျွန်တော်တေချောင်းတာဥတဲ့ပုံစံမျိုးသဘောဖြစ်သွားတာပေါ့နော်မပေါက်မဲ့ချက်ကိုတော့ကျော်စားလိုက်တာတော့ပိုကောင်းတယ်ပေါ့နော်ပေါက်ဖို့တေချာမဲ့ချက်ကိုတော့ဒါကျွန်တော်တို့ ဥနေတာပို့ပြီးတော့သူ့အနေနဲ့တီးကြရဆိုတဲ့အကွက်ကိုသူလုပ်နေတယ်လို့မြင်တယ်အဲ့တော့တစ်ဖက်ကဒါ Brandford Thin နဲ့ဆိုတော့ပြန်ကြည့်မယ်ဆိုတော့လက်ရှိဒီနေ့ဒီဒီဒီဘက်မှာပေါ့နော်ကျွန်တော်ဒါဒီရက်မှာဒါကျွန်တော်ဒီဂျားတဲ့ကဆရာသမားတွေအကုန်လုံးနဲ့ရက်လက်အပိုင်အပြည့်တိတ်တော့အချိန်ကြီးမကောင်းဘူးဒါကျွန်တော်တို့ Brighton ဆိုလည်းဒါကျွန်တော်ရက်လက်ပိုင်ရတာကျွန်တော်အရန်ကြီးဟို hype မဖြစ်နေကြဘူး Leicester City ကိုတည်ကြသွားခဲ့တယ်အဲ့လိုပြောမယ်ဆိုရင်လက်ရှိမှာဒါဒီကျွန်တော်တို့ အဆင့်3ကနေပြီးအဆင့်30အထိရှိရတဲ့အတင်းတွေနဲ့လက်ရှိမှာရလက်အပြည့်အင်ညာအင်ညာဖြစ်သွားတယ်။ Nottingham Forest ကလည်းရှုံးသွားခဲ့တယ်။ Everton ကဒါ Manchester City အတင်းကတော့ဒါနိုင်သွားခဲ့တယ်ပေါ့နော်။အဲ့တော့ပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့အခုချိန်ထိတော့ဥရောပဝင်ခွင့်ကနောက်ဆုံးချိန်ထိတော့ကြည်ကောင်းမဲ့နေသားတစ်ခုမှရှိနေစေဖြစ်တယ်ဆိုတော့ဆိုတော့ဆက်လက်ပြီးတော့ပြသသွားတယ်လို့ပဲကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်။မိတို့မင်းစိုးစေးကမှဒါကျွန်တော် Arsenal Brentford ကအထိုက်တန်လျောက်ကြည်ကောင်းခဲ့တယ်။ဒါပေမဲ့ Arteta အနေနဲ့လက်ရှိဒါသူ့အနေနဲ့ခုနကပြောသူပဲသူ ပေါက်မဲ့ချက်ကူတော့ပို့ပြီးရွေးချယ်သွားတဲ့ပွဲတပွဲလို့မြင်ရတယ်မှာပါအဲ့တော့ဒီနေ့ပုံမှန်တာကျတော့ Thomas Party ရဲ့ twin goal တွေကိုလည်းမြင်ခဲ့ရတယ်အဲ့ twin goal မှာလည်း declaration ရတဲ့ဒါကျွန်တော်ပါနှမှုတွေကိုသမရန်ပေါင်းနှမှုတွေမြင်ရတယ် Arsenal သင်းကပေးလိုက်တဲ့ big goal set piece ကပေးလိုက်ကြောင်းမှာဒါနေ့တော့ number နံပါတ်နိုင်တယ်လို့ပြောရင်လည်းဘလိုပဲပြောပြော Arsenal သင်းရတာကျွန်တော် Premier League ကဒီနားမှာလည်းပြီးဆုံးပြီလို့ပဲဆိုရမယ်တဲ့မှာပါပါတယ်ဒါတော့ပါပဲအားလုံးပဲကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေစုပေါင်းအောင်တောင်းပြီးနေပဲကျွန်တော်တော့ခုပြပါဗျဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာ join လို့ဆိုတာပေါင်းကူညီလို့ရပါတယ် မြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့။အောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့မှာလင်းလေးထည့်ပေးထားကြတယ်။မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရရမြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ Common သောနေ့နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ဒီနောက်မှာ AC တွေ့ကြတာပေါ့ငလင်အတွက်ကုညီပေးနေညီကိုမောင်မအားလုံးကိုလည်းအများကြီးအများကြီးကျူးတူပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဗျဒီဖော်ပါဗျ